အမေရိကန်နိုင်ငံမှာနိုဝင်ဘာလ၄ရက်မနေ့အင်္ဂါနေ့ကကျင်းပခဲ့တဲ့ဂျာကာလာရုပ်ောက်ပွဲတွေကအရေးပါတဲ့နေရာတွေအားလုံးကိုဒီမိုကရက်ကိုယ်စားလှယ်လောင်းနေအနိုင်ရသွားတာဟာသူကိုယ်တိုင်ရုပ်ောက်ပွဲမှာမပါနေတာကြောင့်လို့သူ့ရဲ့လူမှုကွန်ရက် Truth Social ကတဆင့်သမ္မတဒေါ်နယ်ထရမ့်ကတုံ့ပြန်လိုက်ပါတယ်။ Republican တွေရုပ်ောက်ပွဲမှာရှုံးနေကြတာဟာသူကိုယ်တိုင်ရုပ်ောက်ပွဲမှာဝင်အရေးမခံတာရဲ့အစိုးရလုံခြုံရေးရထားရတာရဲ့အကြောင်းဖြစ်တယ်လို့ရုပ်ောက်ပွဲရလဒ်တွေထွက်လာပြီးနိုင်ပိုင်းအကြမှာပဲသမ္မတထရန့်ကတုံ့ပြန်လိုက်တာပါ အဲ့လိုရေးသားပြီးမရှိမနှောက်မှာပဲမဲပေးတဲ့စနစ်ကိုပြင်ဖို့မဲပေးသူတွေအတွက် ID ကထုတ်ပေးဖို့နဲ့စာရက်ကကြိုတင်မဲပေးတဲ့စနစ်ကိုဖျက်သိမ်းပစ်ဖို့ကိုလည်း True Social ကတစဉ်တမရထွန်းကတိုက်တွန်းခဲ့ပြန်ပါတယ်။တစ်ဆက်တည်းမှာပဲအထက်လွှတ်တော်မှာ budget ရေးရာကိစ္စအပါအဝင်ဥပဒေမူကြမ်းပြင်ဆင်ဖြည့်ဆွက်စတာတွေကိုအချိန်မီမဲခွဲဆုံးပြနိုင်ခြင်းမရှိအောင်ကန့်ကွက်သူဘက်ကအချိန်ဆွဲတဲ့အနေနဲ့ နိုင်ရီအကန့်အသတ်မရှိမင်ကွန်းရှိကြီးပြောခွင့်ရှိတဲ့ဖီလီဘတ်စတာကိုဖျက်သိမ်းပေးဖို့လဲတမရထရန်ကတောင်းဆိုထားပါတယ်ဖီလီဘတ်စတာကိုဖျက်သိမ်းလိုက်ရင်အထက်လွတ်တော်အတွင်အဆိုပြုချက်အားလုံးကိုတမဲတဲ့တာယုံနဲ့အတိပြုပေးလို့ရနိုင်မှာဖြစ်ပါတယ်ဒီဖီလီဘတ်စတာကိုဖျက်သိမ်းပြစ်ဖို့သူအာရှခီးစဉ်ကပြန်ရောက်ခရဲကတမရထရန်ကအကြိမ်ကြိမ်တောင်းဆိုနေခဲ့တာပါလက်ရှိအစိုးရရန်တရလက်ပတ်မှုတွေရပ်တန့်နေတာဟာအထက်လွတ်တော်မှာဂျားကာလာအတုံးစည်းရိတ်ကို မဲခွဲတဲ့အခါဒီမိုကရက်တွေကမထောက်ခံတာကြောင့်လိုအပ်တဲ့မဲရည်အတွက်60မရနိုင်တဲ့အတွက်အချိန်ချင်းမဲခွဲတဲ့ဂျားကပဲမအောင်မြင်နိုင်သေးပဲဖြစ်နေတာပါမိမိကကျင်းပခဲ့တဲ့ဂျားကလာရွေးကောက်ပွဲတွေမှာသူတို့အရှုံးနဲ့ရင်ဆိုင်ရတာဟာတမနာထရန်ကြောင့်လို့ Republican တွေကအပြစ်တင်ပြောဆိုတာမျိုးမရှိပေမဲ့မဲဆန္ဒရှင်အများစုကတော့စီးပွားရေးကိစ္စအပါအဝင်တမနာရဲ့လှုပ်ဆောင်မှုတွေအပေါ်မကျေနပ်ကြောင်းပြောဆိုခဲ့ကြပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ